အောင်လေးနေပြီးသားသူတွေနဲ့တွေ့ရတာမင်းအဆင်ပြေရလားဒီရဲတစီတွေမကောင်းသူ့ဘဝတွေအကုန်လုံးကျွန်တော်မြင်နေရတယ်အဓိကတော့ရိုက်ထားတာတော့ဒါဒါတာကုစော်ပါအဲကျွန်တော်ပါတယ်ထောင်ချန်ပါတယ်ဒေသလင်းအောင်တော့ပါတယ်မင်းမျိုးမိုးတို့ပါတယ်တန်တန်ကြီးတို့ပါတယ်ပေါ့နော်နောက်ခုကုညီတို့ပါတယ်ဒါတယောက်ဆောင်နေအများကြီးနဲ့နေမယ်ဆန်ကြည့်ရမယ်ကပါခင်ဗျဟုတ်ကဲ့မကြသေးဘူးဗျဒါကျွန်တော်တို့ဒါပြီးခဲ့တဲ့နှစ်လောက်ကပဲရေးထားတဲ့ကားပါဘာလို့လဲတကယ်ကြီးပြောနေရလို့ပြေးတယ်ဟာ iPhone ဲ့ရောက်မင်းဘာလဲဘယ်ရောက်လဲဟမ်ငါညမလေးဘယ်လိုမှသာလဲရောက်ဘာသူမှမဟုတ်ပါဘူးတမီးကစပယ်ပါကိုကြီးကကီတီရဲ့အကူဆိုတာလားရေဟုတ်တာလေမင်းမင်းကြီးဟာအမ်သူဟာတာကြီးပဲဆိုတာတဲ့ဒီကားကကျွန်တော်ဟိုဟာတာလည်းပါမယ်နောက်ပြီးတော့လို့တချို့အလို drama scene လေးလည်းပါတယ်ပေါ့နော်သူကတေးတစီတွေကိုကုညီရတာ哦 သူတို့ကအကူအညီလိုတယ်အကူအညီတောင်းလို့ဆိုတော့အဲဒီအကူအညီတဲ့ပုံမှာတချို့အလွယ်လေးတွေဖြစ်သွားလေးတွေရှိတယ်အဲတချို့အလိုတနာစရာလေးတွေပေါ့နော်အဲလိုမျိုးမျိုးပါပဲရသဆုံးကားပါဗျာလာပါလိမ့်မယ်ဗျာလာပါလိမ့်မယ်ဆိုတော့ကျွန်တော်တို့ကတော့ရိုက်တာတော့အဆုံးရိုက်တယ်ပေါ့နော်အဲဒရမာလည်းရိုက်တယ်ဟာတာလည်းရိုက်တယ်အက်ရှင်တွေလည်းရိုက်တယ်ရိုမန့်လေးတွေလည်းရိုက်တယ်ပေါ့အဲတော်နေသူအလှဲကြတော့ကျော်မော်ရောက်လာပါလိမ့်မယ်အခုဒီနေ့ထဲမှာဆိုရင် ကျွန်တော်ဒါမြေသားတော့ပြီးသွားပြီပေါ့နော်မြေသားပြီးသွားရင်နောက်ထပ်ဒီနှစ်ထဲမှာပဲအဲ့လိုဂျုံတင်လာမဲ့ကျွန်တော်ရဲ့ drama ကားတွေရှိပါသေးတယ်ဟုတ်အကြိုင်လဲအပိပအောင်လို့ပြောတယ်ဟုတ်ဒါကတော့အကုန်လုံးပဲလေဒါအခုနောက်ဆိုနောက်ပိုင်းဆိုလို့ရှိရင်ဒါသေဥဆောင်ဟိုနည်းနည်းအစ်စ်တွေအများကြီးပါပဲများလာပါတယ်ကျွန်တော်လည်းအတူတူဒါလက်တွဲပြီးတော့ရှိုက်ပါတယ်ခင်ဗျာဟုတ်ကဲ့အားလုံးလည်းအဆင်ပြေပါတယ်ဒီနောက်ပိုင်း generation တွေပူတော်တော်ကြသေးတယ်ဟုတ်ကဲ့ကျွန်တော် character ကဒါရဲရင်ဆိုတဲ့ character ပေါ့နော် အဲတော့သူ့ကိုသူတော့မလေးချုံမလဲလေးချုံမတော့ပြောလေးချုံနဲ့လေးချုံနဲ့လေးချုံနဲ့ဖြစ်မှန်းမသိဖြစ်နေတာပေါ့အဲ့တော့တော်တရားစီကိုမြင်ရတယ်တရားစီကအကူကြီးတောင်းတယ်အဲကျွန်တော်လိုက်ပြီးတော့အကူကြီးပေးတယ်အဲအဲ့လိုပုံစံလေးပါခင်ဗျာပိတာပုံမှာရောက်နေတဲ့လူလေးအကူကြီးမှရတော့မယ်ကောင်လေးကျွန်တော်ဘယ်လိုအကူကြီးရမလဲလေးလေးပဲချုံ အဲကျွန်တော်ကအယသမတည်းဟုတ်အယသမတည်းတည်ရတာအောင်မတရေပြင်းတယ်အဲကျွန်တော်တရေဖြစ်တာကိုသူပဲမြင်ရတာပေါ့နော်သူကမြင်ရအစွမ်းရှိတာပေါ့အဲဘာမှကျွန်တော်ကအယတောက်ချင်တော့သူရှိရမလို့ရရတဲ့နည်းနဲ့အယကိုတောက်တာတောက်ရင်းနဲ့မှကျေးဇူးရှိသွားတာကျေးဇူးကိုကျွန်တော်က အဲအခုညတခုနဲ့ပြန်ဆက်ရအောင်အကြောင်းနဲ့အပြန်လည်လေးပေါ့အဲ့လိုအဲ့ဒီဟာလေးပေါ့ character လေးလို့ကျွန်တော်အရင်တော့ဒီကားမှာဟိုမျိုးကြီး scene လေးမျိုးရပါဘူးအဲအကုန်လုံးကတော့အားသာအားနယ်ချက်ကတော့ရှိရတာကြီးပါပဲဟုတ်ပဲဒါပေမဲ့ကျွန်တော်ကတော့စတိုးဆောင်ဖြစ်လာကြတဲ့ကလည်းဒီ drama set တွေနဲ့ပဲတိုးဆောင်ဖြစ်လာတာဆိုတော့ကျွန်တော်ကတော့ drama ပို့ပြီးအားသတ်ပါတယ်ဟုတ်ပါလာပါလိမ့်မယ်ကျွန်တော်တို့လွန်ဆိုတော့ဒီ drama စကားတကားလည်းဒါမကြခင်တင်တော့မယ်ပေါ့နော်ဟုတ်ကဲ့အဲ့ချိန်ကျရင်လည်းအပေးကြပါဦးဆိုတော့ပြောချင်ပါတယ် အဲ့လိုမျိုးကတော့တိတ်ပြီးမရှိဘူးဗျာဒါကြောင့်လည်းကျွန်တော်တို့ကအားနာစရာလည်းမလိုဘူးလေနော်တကယ်လို့အခုမှကားတက်ကလာပြီဆိုလို့ရှင်ဟိုဇလန်းကိုကျွန်တော်တို့ကြိုက်မှာပဲရိုက်တာပါအဓိကတော့ဟိုဟုတ်ပါတယ်အားတော့အားနာပါတယ်ဒါပေမဲ့လည်းဟိုအလုပ်ဖြစ်နေတော့လည်းအားနာလို့ကလည်းမရဘူးပေါ့နော်ကျွန်တော်ဒီမရိုက်ချိန်မှာလည်းလက်ခံနိုင်တဲ့ဇာတ်ကားတက်ဆိုလို့ရှင်ကျွန်တော်အများကြီးလုပ်ငန်းဝင်မှာအခက်အခဲ ဖြစ်တယ်အဲ့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 အကြောင်းပါအဲ့အကြောင်းကျွန်တော်စိတ်ကြိုက်ဖြစ်တဲ့ဇက်တွေပဲကျွန်တော်လက်ခံပါတယ်ဟုတ်ကဲ့ဒါနောက်တစ်ပတ်လောက်ဆိုရင်ဒါမြန်မာတိုင်းနိုင်ငံလုံးမှာရှိတဲ့ယုံဒီမှာယုံတင်ပြသတော့မှာဖြစ်ပါတယ်ဒါရောအားပေးပါအောင်လို့ကျွန်တော်ဒီနေရာလေးပြေခေါ်ပါတယ်ဒီလိုဟုတ်ကဲ့ပါကျွန်တော်ဒီမှာနောက်တစ်ပတ်ဆိုရင်ယုံတင်တော့မှာဖြစ်တဲ့အတွက်ကြောင့်လေချွန်နဲ့ကိုလာရောက်ကြည့်ရှုအားပေးဖို့ပြေခေါ်ကြပါတယ်အားလုံးကျေးဇူးများတင်ပါတယ်ခင်ဗျာ